တောင်သားတွေကဧည့်သည်ကိုခင်တတ်ပါတယ်။ဆာဆာဟုတ်ကဲ့။အားရပါရတုံးဆောင်ရနော်။ဟုတ်။တော်တော်ငတ်နေတယ်နဲ့တူတယ်။ဗျာ။အမေကအမေနာမည်ကတော့ဒေါခင်မြင့်မြင့်ပါ။ဟုတ်။ဟိုဒါရိုက်တာကြာဦးသိမ်းမောင်ကလေ။သူကအမေနာမည်အရင်ကိုပြောတော့မကြိုက်ဘူးတဲ့။ညီအေးတဲ့ညီနာမည်ကအေးအေးဆိုတော့အေးတယ်တဲ့။ အဲ့တော့လေမြင့်မြင့်ခင်နာမည်ကိုပြောင်းပြန်ပြန်လိုက်မယ်တဲ့ခင်မြင့်မြင့်ဆိုပြီးတော့ပြီးလိုက်တာကျွန်တော်တော့ဒီစားထဲမှာဘလူးအမလန့်ပါဗျာမလန့်ပါနဲ့ဗျာဒတ်တာဂရိနေရာကတိုးဆောင်တာအရန်ကောင်းတာဗျာမမကြီးလားအဲ့ဘလူးတခန်းကလည်းပြီးတော့သူလည်းဇကောင်းပြုတ်တာဗျာဝေစားတွေပါပေါင်းထားရတယ်အခုချိန်မှာဘဒုကိုမှလည်းအပြစ်လည်းမတင်တယ်လို့အော်ငါ့ကိုတော့မေ့သွားချပြီစိတ်လည်းမကောင်းဘူးပေါ့နော် ဒါပေမဲ့ဖေဖေပြောခဲ့တဲ့စကားတလုံးရှိတယ်။အိမ်အောင်ကြတော့ဖေဖေကဒီလုံငန်းကိုတမိမပြစ်ပင်နဲ့။တနေ့ဖေတမိကအကယ်ဒမီရစီရမယ်။ဖေဖေကအကဲခတ်တာပေါ့နော်။အဲ့ဒါအမိနားမုံလေအမိသားတွေတမိတွေခင်မုန်းနေမျက်နှာကိုပဲကြည့်ပြီးအမိနားခဲ့တာ။အဲ့တော့ဖေဖေပြောတဲ့စကားတွေဟာဒီချိန်ကျမှတန်ဖိုးရှိပါလားဆိုတော့သိခဲ့ရတယ်။ အမေကအမေနာမည်ကတော့ဒေါခင်မင်းမြင့်ပါဟိုဒါရိုက်တာကြာဦးသိမ်းမောင်ကလေသူကအမေနာမည်အရင်ကိုပြော တော့မကြိုက်ဘူးတဲ့ညီအေးတဲ့ညီနာမည်ကအေးအေးဆိုတော့အေးတယ်တဲ့အဲ့တော့လေမြင့်မြင့်ခင်နာမည်ကိုပြောင်းပြန်ပြန်လိုက်မယ်တဲ့ခင်မင်းမြင့်ဆိုပြီးတော့ပြေးလိုက်တာအဲ့တော့အဲ့ဒီနာမည်လေးနဲ့ပဲအမေရုပ်ရှင်လောကထဲမှာလေလှုပ်ဆောင်ခဲ့တာပေါ့နော်အမေ73နှစ်သမီးတွေကဝင်တာပါ ဆက်ဆာချင်းအမေရိုက်တဲ့ကယူပကလေးယာဆိုတဲ့ကပေါ့နော်မင်းသားခင်မောင်ညွန့်အောင်မင်္ဂလာရုပ်ရှင်ကုမ္ပဏီပိုင်ရှင်ပေါ့မင်းသမီးကတော့မေဒီမြအဲ့ဒီဟာနဲ့အမေစရိုက်ခဲ့တာပါအဲ့ဒီကနေပြီးတော့အမေအလောင်းတော်ယာမမှာယူရယာကတယ်မင်းအောင်နဲ့ဇာတိမာရိုက်ခဲ့တယ်ငွေမေမေဆိုပြီးတော့ရိုက်ခဲ့သေးတယ်ဇော်ဝါနဲ့ရွှေသမက်ငွေသမက်ရိုက်ခဲ့တယ်နောက်ဟုတ်တန်းဖီလေးနဲ့လေ ငါ့လေပန်းစပယ်ဆိုပြီးတော့လည်းရိုက်ခဲ့ပါဟုတ်သားတခုတ်ပန်းလေးရိုက်ခဲ့တယ်။ကိုညွန့်ဝင်နေပေါ့နော်။အဲ့လိုမျိုးအမေကဝါသနာလဲငငယ်လေးတည်းကရှိခဲ့တယ်လေ။အိမ်မှာဖေဖေကလည်းဟိုရုပ်ရှင်သမားတွေနဲ့ရင်းနှီးတော့အိမ်ကိုအကုန်လုံးလာကြတော့သူတို့ကြည့်ပြီးကိုကသူတို့တဲ့ကိုကိုကမြူးနေတယ်ပေါ့နော်။အဲ့တော့ကိုပါလာလဲအယူပကလေးယာဆိုလို့ရှိရင်လဲကိုက မေဒီမြရဲ့အပြူတော်ကြီးလို့ကတော့အမေကျေနပ်နေတာပေါ့အဲ့ဒါလေးပြန်ကြည့်အမေတဲဟုတ်ပါလားဆိုကျေနပ်ခဲ့တယ်နောက်ဆုံးကျေနပ်မယ်ဟာဆိုလို့ရှိရင်ပင်းရောင်ကားပေါ့နော်ကိုလီကောလိဂျင်နေဝင်းနဲ့အဲ့ဒါရေညုံဝင်းနဲ့အစိတ်ပန်းနဲ့မေတ္တာလန်းဆိုတဲ့ဇာလန်းလေးအဲ့နှစ်ခုတော့ပို့ပြီးတော့နှစ်သက်ခဲ့ပါအသက်ကြီးပိုင်းမှာတော့အမေအမေများအဖွဲထဲမှာပြန်ဝင်ပြီးတော့ရိုက်ခဲ့တာကတော့ အရကူပါလူဝိုင်းမှာဆိုတဲ့ဇထုပ်ပေါ့အဲ့ဒီမှာစပြီးရိုက်တာပေါ့နော်အမေနားသွားတဲ့နောက်ပိုင်းမှာဒီမှာစပြီးတော့ပထမဦးမှာအဲ့ဒီမှာအမေကမော်ရေနောက်ဟိုလူရှင်တော်ကြီးနှစ်ယောက်ရှိအမေကမိတ်တက်လို့လေအဲ့ဒါရေဒေါ်လှလှမုံရေအမေရေအဲ့ဒီအခန်းလေးထဲမှာအဲ့တဲ့ဟိုထမင်းကျွေးတာစားစားစားကြပါအမနာနဲ့စားတေးချကြည့်ပြီးတော့อืม တော်တော်ငတ်နေကြတယ်နဲ့တူတယ်ပေါ့အဲ့ဒီဟာအခုဟိုပြောနေကြတယ်အဲ့ဒီမှာအမေရတဲ့တော်တော်ငတ်နေကြတယ်ဆိုပြီးတော့တဲ့ဘာနိုင်ဘာနိုင်ဆိုလည်းမသိဘူးအဲ့ဒီတည်းအဲတစ်တော်ထဲမှာတွေ့တယ်တဲ့အဲ့လိုပြောတော့ပထမတုန်းကတော့ဘလို့မှမဖြစ်ပေမဲ့အဲ့ဒါလေးကိုအမေအရန်ပီတီဖြစ်သွားတာဟဲတဲဟုတ်ပါလားဒီလိုလေးဖြစ်လာတာဖျားပေးတာပဲလို့အမေရုပ်ရှင်လောကထဲမှာမြောက်မြုပ်သွားတာအနှစ်၄၀ရှိပြီလေ ။ဦးအဲ့ဒါလေးကအမေကိုပြန်ပြီးအသက်ပေးနေတယ်လို့ထင်။အမေကအသက်38နှစ်မှနားတယ်။နားရတဲ့အချိန်ကအမေကအသက်35နှစ်မှအိမ်အောင်ပြုတ်လိုက်တယ်ပေါ့။အိမ်အောင်ပြုတ်လိုက်တော့အမေယောက်ျားကဆယ်မြောင်းဌာနမှာလှုပ်တယ်ပေါ့။သူကဘာပြောလဲဆိုတော့မင်းကိုတဲ့မင်းသမီးတယောက်အနေနဲ့တည့်ရတာနဲ့ယူခဲ့တာပါတဲ့။ဒါပေမဲ့တဲ့ဆရာကတော့ စင်ဘဝကပြီးတော့တပည့်တွေကအောက်ကကြည်နေတာကို तू သိခါကြတယ်ပေါ့အဲ့လိုလေးပြောလိုက်တဲ့ကအမေကကိုယောက်ကြားပေါ်မှာညာပြီးတော့အဲ့ဒီတည်းကရုပ်ချင်းလောကတွေကနားလိုက်တယ်နောက်တစ်ခုကသားသမီးလေးတွေရလာတယ်သားတယောက်သမီးတယောက်သူတို့လေးတွေကိုအမေပြူးစုပြိုးထောင်နေဆိုတဲ့စိတ်နဲ့နားလိုက်တာပါအမေကတော့တိတ်ပြီးဒီထဲမှာကျင်းကျင်းလေးလေးမဖြစ်တဲ့အတွက်တိတ်တော့မဝေဖန်တတ်ဘူးပေါ့နော် အမေကအမေများဖွင့်နေပဲကနေတာဆိုတော့မမစန်းနေရဟိုးတုံးနေရမမစန်းတို့အမစိန်နှုတ်နေရကိုကလက်တွဲပြီးကခဲ့တာဆိုတော့မမရဲ့ကျမအမေများဖွယ်တဲ့ဦးပြန်ဝင်နေတယ်ပေါ့ယောက်ျားလည်းဆုံးသွားပြီဆိုတော့အဲ့နဲ့သူကအေးပါအေးပါတဲ့လာလာတဲ့ဆိုအဲ့ဒီတဲကနေဆိုတော့အမေထင်းနေစိမ့်နေတယ်လို့အောင်းမိတယ်နောက်အခုနောက်ပိုင်း ဒရိုက်တာတို့ကုမ္ပဏီပိုင်ရှင်တို့ဆိုတာကလည်းအမိကိုတိတ်မတိကြတော့ဘူးလေလူဟောင်းနေပဲတိတာလူဟောင်းတွေကလည်းမရှိကြတော့ဘူးဆိုတော့စိမ့်တယ်လို့ဖြစ်နေတာပေါ့အော်တချိန်ကဒီလောကထဲမှာအမိကျင်လည်ခဲ့တယ်ရုပ်ရှင် အစည်းယုံကနေပြီးတော့သင်တန်းနေရုပ်ရှင်သင်တန်းနေဖွဲ့တော့ဦးဆုံးအမိအဲ့ဒီမှာသင်ပြပေးခဲ့တယ်အစိုးရမြင့်စုသင်ဆိုတာလေအဲ့ဒါအမိတပည့်အရင်ပဲ ဒါအမေမသိဘူး तू ကတွေ့မှာဟဲ့ तू ဆီယာမပြန်တွေ့တယ်ပျောက်သွားလိုက်တာဆိုတော့မှမမေ့တော့တာဆိုတော့အမေကအခုချိန်မှာဘ누구ကိုမှလည်းအပြစ်လည်းမတင်တယ်လို့ဩငါ့ကိုတော့မေ့သွားကြပြီစိတ်လည်းမကောင်းဘောနော်ဒါပေမဲ့ဖေဖေပြောခဲ့တဲ့စကားတစ်လုံးရှိတယ်အိမ်အောင်ကြတော့ဖေဖေကဒီလုံငန်းကိုတမိမပြစ်ပင်နဲ့တနေ့ဖေသမီးကအကယ်ဒမီရစီရမယ် ဖဖေကအသေးခတ်တာပေါ့နော်အဲ့ဒါအမိနားမုံလေအမိသားတွေသမီးတွေခင်မုန်းနေမျက်နှာကိုပဲကြည့်ပြီးအမိနားခဲ့တာအောင်အဲ့တော့ဖဖေပြောတဲ့စကားတွေဟာဒီချိန်ကျမှတန်ဖိုးရှိပါလားဆိုတော့သိခဲ့ရတယ်နောက်တစ်ခုကပုံခိုင်းပြတာပေါ့နော်သမီးတဲ့သမီးအခုထိုင်နေတဲ့ခုံလေးတဲ့သမီးကမထိုင်ရင်တော့မပါဘူးဒီခုံကြီးကခိုင်းလို့မကောင်းတော့ဘူးဆိုသမီးထသွားတယ် အဲ့ဒီမှာဒီခုံကအားမနေဘူးတဲ့တယောက်ကနာဝင်ထိုင်ပါတဲ့အဲ့ဒီအချိန်မှာတဲ့တမီးကငါကလက်ထိုင်ပြန်ပေးပါလို့တောင်းလို့မရတော့ဘူးဘသူမှဖယ်မပေးဘူးဆိုအမေလေးအဲ့ဒီစကားတွေနားရဲကြပြီးစိတ်တော်တော်မကောင်းဖြစ်တယ်။အော်ဖေဖေပြောတဲ့စကားတွေမှန်လိုက်တာမိဘစကားနားမထောင်ခဲ့လို့ကိုဘဝတက်လမ်းမှာဒီလိုဖြစ်သွားပါလားဆိုတော့